ပါတယ်ဗျာကျွန်တော်ရဲ့ video glow channel ကနေကြိုးစားပါတယ်မနက်ခင်းတိုင်းမှာတင့်ကိုလန်းဆန်းတက်ကြွစီတဲ့ coffee တစ်ခွက်ဟာရိုးရိုးတောက်เสียရတစ်ခုတက်တက်မဟုတ်ပါဘူးအဲ့ဒီနောက်ွယ်မှာအရသာနဲ့ကျန်းမာရေးအတွက်လှုပ်ဝက်ချက်ပေါင်းများစွာပုံကွယ်နေပါတယ်ဒီနေ့ video မှာတော့ကျွန်တော်တို့ဟာအကောင်းဆုံး coffee တစ်ခွက်ကိုဘယ်လိုဖြော်မလဲဆိုရဲလှုပ်ဝက်ချက်၅ခုကိုပေါ်ထုတ်ပြသပေးသွားမှာဖြစ်ပြီးတော့၄စီ coffee တောက်ခြင်းကတင့်ရဲ့ကျန်းမာရေးကို ဘလို့အကျိုးပြုလဲဆိုတာကိုပြောပြပေးသွားမှာပါဒီဗီဒီယိုကိုအဆုံးထိအရှိပေးဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကော်ဖီဆိုတာဘာလဲဆိုတာကိုအတူချုပ်နားလည်ထားဖို့လိုပါတယ်ကော်ဖီဆိုတာကကော်ဖီပင်ကနေရရှိတဲ့အဆိပ်ကိုတော်ပြီးတော့တိတ်ပြီးတော့ရေနွေးနဲ့ဖြောတောက်ရတဲ့တောက်စရာတစ်ခုဖြစ်ပါတယ်ကမ္ဘာတဝန်းမှာလူတောက်အများဆုံးတောက်စရာတစ်ခုလည်းဖြစ်ပါတယ်ဒါဆိုရင်လှုပ်ဝက်ချက်နဲ့တက်လိုက်အောင်လှုပ်ဝက်ချက်တက်ကော်ဖီဆေးအမျိုးအစားနဲ့ဟိုချင်း ပထမဆုံးလို့ဝတ်ချက်နေကြတော့ကော်ဖီစီရဲ့အမျိုးအစားနဲ့တော်ခြင်းပဲဖြစ်ပါလားကော်ဖီစီမှာအဓိကအဖြစ်က Arabica နဲ့ Robusta ဆိုပြီးတော့မှနှစ်မျိုးရှိပါတယ် Arabica ကပိုပြီးထူးခြားတဲ့အရသာနဲ့အဆင့်တက်ပါဝင်ပါတယ် Robusta ကတော့ပိုပြီးခါတဲ့အရသာနဲ့ကပိန်းတက်ပုံများပါတယ်နောက်တစ်ခုကကော်ဖီစီကိုလော်တဲ့အဆင့် Roast level ဖြစ်ပါတယ် Dry Roast ကကော်ဖီရဲ့အရသာကိုပိုပြီးတော့မှပေါ်လင်းစေပြီးတော့ Dry Roast ကတော့ပိုခါပြီးပိုပြင်းတဲ့အရသာကိုပေးပါတယ် ဆွေအနေနဲ့အနိတတဲ့ရတာကိုရှာဖွေဖို့အမျိုးမျိုးစမ်းကြည့်ဖို့လိုအပ်ပါတယ်။အရေးကြီးဆုံးကတော့လက်လက်ဆက်ဆက်တော်ထားတဲ့ copy စိတ်ကိုရေးချက်တက်ဖို့အရေးကြီးပါတယ်။နှုတ်ဝချက်နှင့်မှန်ကန်စွာသိခြင်းဒုတိယအနှုတ်ဝချက်ကတော့ copy စိတ်ကိုမှန်ကန်စွာကြည့်ဖို့ပဲဖြစ်ပါတယ်။ copy ကိုဘယ်လိုဖြောမလဲဆိုတာပေါ်မူတည်ကြည့်တဲ့အစင်းကလည်းကြွားချပါတယ်။ espresso အတွက်ဆိုရင်ကြားမှုလိုလူညံ့တဲ့မှုမျိုး drip coffee အတွက်ဆိုရင်ချားလိုအလေအလတ်အမှုမျိုးတော့ပါတယ်။ coffee ကိုဖြောကာနီးမှလ က်လက်ဆက်ဆက်ကြိတ်တာက OP ရဲ့အနက်အရသာကိုအကောင်းဆုံးခင်းသိမ်းထားပြီးနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုလိုဝက်ချက်၃ရေရဲ့အပူချိန်နဲ့အရည်အသွေးတတိယလိုဝက်ချက်ကတော့ရေရဲ့အပူချိန်နဲ့အရည်အသွေးပဲဖြစ်ပါတယ်ကော်ပီဖြော်ဖို့အတွက်အကောင်းဆုံးရေအပူချိန်ကတော့90 degree centigrade ကနေ96 degree centigrade 195 degree fahrenheit ကနေ205 degree fahrenheit ကြားမှာဖြစ်ပါတယ်ဒီအရန်ပူလို့ရင်ကော်ပီကအားသွားနိုင်ပြီးတော့မှရန်အေးလို့ရင်လည်းကော်ပီရဲ့ အရာဓာတ်တွေကောင်းကောင်းမထွက်နိုင်ဘူးဖြစ်ပါတယ်။နောက်တစ်ခုကတန့်ရှင်းတဲ့ဒီကိုသုံးမှုပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီထဲကမကောင်းတဲ့တတ္တူတွေကပေါ်ပြရဲ့အရာဓာတ်ကိုပြောင်းလဲစေနိုင်လို့ပဲဖြစ်ပါတယ်။လိုဝချက်လေးဖြော်နီးစနစ်အတုဒ္ဒလိုဝချက်ကတော့ဖြော်နီးစနစ်ပဲဖြစ်ပါတယ်။ copy ဖြော်နီးစနစ်တွေကအများကြီးရှိပါတယ်။ဟိုကဟိုပါ press press apress ဆို aero press mocha ပေါ့အဲဆက်စတဲ့နီးစနစ်တွေလည်းပဲဖြစ်ပါတယ်။နီးစနစ်တစ်ခုချင်းစီမှာသူ့ရဲ့ copy နဲ့ရေအချိုးဖြော်တဲ့အချိန်လေးပါချပါ ါတယ်ဥပမာဥပဥပါကတန်ရှင်းပြီးတော့မှရှုပ်ထွေးတဲ့အရာတော်ကိုပေးနိုင်ပြီးတော့ press press ကတော့ပုံပြင်းပြီးအနာကိုပြိဝတဲ့ဥပေါ်ရည်ရတာကိုပေးပါတယ်တင်ကြိုက်နေတဲ့တော်နည်းစနစ်ကိုရှာဖွေပြီးဆက်သချီဖို့ကြံပြုပေးရတယ်လိုဝက်ချက်က coffee ဂျေးအချိုးစားနဲ့လက်ဆက်မှုနောက်ဆုံးလိုဝက်ချက်ကတော့ coffee နဲ့ဂျေးရဲ့အန်ကန်နဲ့အချိုးအစားနဲ့ coffee ရဲ့လက်ဆက်မှုပဲဖြစ်ပါတယ်အချမ်းပြင်းအဖြစ် coffee 1 gram ကိုဂျေး52 cm အချိုးစားကကောင်းမွန်တဲ့အချိုးစား တာဖြစ်ပါတယ်အကောင်းဆုံးကော်ဖီရတာကိုရရှိဖို့အတွက်ချော်ကာနီမကော်ဖီဈေးကိုစိတ်ပြီးချက်ချင်းဖြော်တာကအကောင်းဆုံးပဲဖြစ်ပါတယ်ကော်ဖီဈေးတွေကိုဒေလုံနဲ့ဒူးထဲမှာချက်ပြီး AB 6သိန်းရဲ့နေရာမှာတင်ဆက်ထားဖို့လည်းပြောပါတယ်โอเคအရသာရှိတဲ့ကော်ဖီတစ်ခွက်ကိုဘယ်လိုဖြော်ရမလဲဆိုတာသိပြီးသွားပြီဆိုတော့အခုကျွန်တော်တို့နေ့စဉ်တောက်နေတဲ့ကော်ဖီကလည်းဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရှိနိုင်လဲဆိုတာကိုဆက်ပြီးကြည့်အောင်တကယ်တမ်းကော်ဖီဟာယောဂတော်တော်များများကိုအာအကွယ်ပေးနိုင်တယ်ဆို ိုတာကိုမိတ်ဆွေသိပါရဲ့လားကော်ဖီရဲ့အကျိုးကျေးဇူးတဲ့အုံနောက်ဆန်းရည်ကိုတိုးတက်စေတယ်ပထမဆုံးအနေနဲ့ကော်ဖီဟာအုံနောက်ဆန်းရည်ကိုတိုးတက်ကောင်းမွန်စေပါတယ်ကော်ဖီမှာပါတဲ့ကပိန်းတက်ဟာအုံနောက်ရဲ့လှုပ်ဆောင်မှုကိုလှုပ်ဆောင်ပေးပြီးအာရုံစူးစိုက်နိုင်စွမ်းကိုမြင့်တင်ပေးပါတယ်အဲ့ဒီအပြင်မျက်ညာကိုလည်းကောင်းမွန်စေတာကြောင့်စာကျက်တဲ့အခါမှာအလုံးလုံးတဲ့အခါမှာကော်ဖီတစ်ခွက်တောက်တာကမိတ်ဆွေကိုပုံမိုပြီးတော့အကြွအစေနိုင်ပါတယ်အကျိုးကျေးဇူးနှစ်ကိုအလေးချိန်တိုးချရမှာအထောက်အကူပြုခြင်းဒုတိယအကျိုးကျေး းဇူးကတော့ကိုအလေးချိန် short ချရမှာကူညီပေးနိုင်တာပဲဖြစ်ပါတယ်ကော်ဖီမှာပါဝင်တဲ့ fintech ဟာခန္ဓာကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်ကိုမြန်ဆန်စေပါတယ်အဲ့ဒီအပြင်ကိုခန္ဓာကိုယ်အတွင်းကအစီတွေကိုလောင်ကျွမ်းစီပြီးတော့စွန့်ရင်အဖြစ်ပြောင်းလဲပေးနိုင်တာကြောင့်ကိုအလေးချိန်ကိုခင်းကြီးသူတွေအတွက်ကောင်းမွန်တဲ့တောက်စရာတခုဖြစ်ပါတယ်အကျိုးကျေးဇူးသုံးကြီးကျူယောဂါဖြစ်နိုင်ခြေကို short ချပေးခြင်းတတိယအကျိုးကျေးဇူးကတော့အမျိုးသားနှစ်ကြီးကျူယောဂါဖြစ်နိုင်ခြေကို short ချပေးနိုင် တာပဲဖြစ်ပါတယ်လိလာမှုများစွာအရာပုံမှန်ကော်ဖီတောက်သူတွေမှာအမျိုးအစားနှင့်စီးတူယောဂါဖြစ်နိုင်ခြေပြည်ပြည်တလာနေပါတယ်လို့သိရှိထားပါတယ်ကော်ဖီမှာပါဝင်တဲ့ antioxidants ကဒီနေရာမှာကြီးပါတဲ့အခန်းကဏ္ဍကလည်းပါဝင်ပါတယ်အကျိုးကျေးဇူးလေးနှလုံးယောဂါနဲ့ဒေဖြတ်ခြင်းအန္တရာယ်ကိုစော့ချပေးတယ်သရုတ်ဒအကျိုးကျေးဇူးကတော့နှလုံးယောဂါနဲ့ဒေဖြတ်ခြင်းအန္တရာယ်ကိုစော့ချပေးနိုင်တာပဲဖြစ်ပါတယ်သူပေတနာအချို့အရာဆိုကော်ဖီကိုတင့်တင့်စွာတောက်သုံးသူတွေဟာနှလုံးယောဂါန နဲ့လေဖြတ်နိုင်ချေပိုနည်းတယ်လို့တွေးရှိရပါတယ်။ဒါပေမဲ့အခုသတိပြုရမှာကတော့အချို့လူတွေမှာကော်ဖီကြောင့်သေးပုံချိန်ခဏတာမြင့်တက်နိုင်တာကြောင့်ကိုယ့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေကိုလည်းတည်ထားဖို့အရေးကြီးပါတယ်။အကျိုးကျေးဇူးကကိစ္စအချို့နဲ့အယုံကျော်ယောဂများကိုအားဝယ်ပေးခြင်း။နောက်ဆုံးအကျိုးကျေးဇူးကတော့အသေးနဲ့ဥမာကြီးကိစ္စလိုကိစ္စအချို့အပြင်ပါကင်ဆန်နဲ့ဒီဇိုင်းမလိုအယုံကျော်ဆိုင်ရာယောဂတွေကိုလည်းအားဝယ်ပေးနိုင်တယ်လို့လေ့လာမှုတွေကဖော်ပြထားပါတယ်။ကော်ဖီမှာပါဝင်တဲ့ အန်တီအောက်ဆီဒန့်နဲ့အခြားတပောင်းပစ္စည်းတွေရဲ့ကာကွယ်ပေးနိုင်စွမ်းကြောင့်လည်းဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ရေးကြီးတဲ့သတိပေးချက်လေးကိုပြောပြပါမယ်ခင်ဗျာ။ဒီအကျိုးကျေးဇူးတွေအားလုံးကတင့်တင့်မြတ်တာစာနဲ့ကော်ဖီတောက်တုံးခြင်းကြောင့်ရှိနိုင်တဲ့အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ဒီနေ့ကိုကော်ဖီနှစ်ခွက်ကနေရေးခွက်အထိတောက်တုံးတာကရေးခင်းပြီးတော့အကျိုးပြုပါတယ်။ဒါပေမဲ့အကြာတို့လို့ဒီစာရာတွေကို အလွန်အကျွံထည့်ပြီးတော့မှတောက်မယ်အိမ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးအကျိုးကျေးဇူးတွေကိုရရှိနိုင်မှာမဟုတ်ပဲနဲ့ရောနေသွားနိုင်ပါတယ်အဲ့ဒါကိုတတိပြုစီခြင်းပါတယ်နောက်ပြီးတော့ဝန်ဆောင်မိခင်လေးနဲ့ဒီလိုယောဂရှိတဲ့သူတွေအနေနဲ့ကတော့ဆရာဝန်နဲ့ တိုင်းပင်ပြီးတော့မှ copy ကိုတောက်သွင်းနေပါတယ်။အဲဒီနေ့ဗီဒီယိုမှာတော့ရတာရှိဆုံး copy တစ်ခွက်ကိုဘယ်လိုခံပြီးမလဲဆိုတော့လှုပ်ဝက်ချက်တွေနဲ့အစဉ် copy တောက်ချင်းရဲ့အတ္တရဲ့အကျိုးကျေးဇူးတွေကိုပြပြခဲ့တာဖြစ်ပါတယ်။ copy ဆိုတာတောက်เสียရာတစ်ခုထံမှာကပဲကျွန်တော်တို့ရဲ့အစဉ်ဘဝမှာအကျိုးပြုနိုင်တဲ့အကူတန်တောက်เสียရာတစ်ခုပဲဖြစ်ပါတယ်။မှန်ကန်စွာပြောပြီးတော့မှတည့်စွာတောက်သုံးမယ်ဆိုရင်တော့ copy ရဲ့အကောင်းဆုံးတွေကိုရရှိနိုင်မှာ ဖြစ်ပါတယ်လို့ပြောကြရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်ပြရလိမ့်ခင်ဗျဒီဗီဒီယိုထဲကလိုအပ်ချက်တွေကိုလုံးပြီးကော်ဖီချော်ကြည့်ပြီးပြီလားသင်ရဲ့အတွေ့အကြုံကော်ဖီနဲ့ပတ်သက်တဲ့မေးခွန်းတွေဒါမှမဟုတ်သင်အကြိုက်ဆုံးကော်ဖီချော်လေးကိုကွန်မန့်မှာပေးသားပေးခဲ့ပါဦးခင်ဗျဒီလိုဗီဒီယိုကောင်းတွေကိုဆက်လက်ကြည့်ရှုဖို့အတွက်ကျွန်တော်ရဲ့ channel ကို ဟိုက်လုပ်ပြီး notification bell လေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့ပါနဲ့ခင်ဗျာဗီဒီယိုကိုစိုက်မြင့်တဲ့ဆိုရင်လည်း like and share လုပ်ဖို့ add on နေပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ပေးကြမယ်ကျေးဇူးတင်ပါတယ်